တပွဲထဲမှာဘောလုံးနှစ်ချက်ဆက်တိုက်ထိမှန်ခံရတဲ့အမျိုးသမီးဖောက်ဘောလုံးတစ်လုံးဟာအမျိုးသမီးတယောက်ရဲ့မျက်နှာကိုတိုက်ရိုက်ပစ်မိပြီးချက်ချင်းဆိုသလိုသူမရဲ့နှာခေါင်းကိုကျိုးစေခဲ့ပါတယ်။အဲ့ဒီအခါနေရာတကာတွေးတွေယူစည်းကုန်ပြီးဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်းအကူအညီပေးဖို့အမြန်ပြေးလာခဲ့ကြပါတယ်။ပြီးရင်သူမကိုလူနာတင်လဲပေါ်တင်နေစဉ်မှာလည်းကစားပွဲကိုဆက်လက်ကျင်းပခဲ့ပါတယ်။အဲ့ဒီအခါချက်ချင်းဆိုသလိုနောက်ထပ်ဘောလုံးတစ်ချက်ဟာလေထဲမှာတစ်ဆင့်ပြန်တက်လာခဲ့ပြန်ပါတယ်။အဲ့ဒီဘောလုံးဟာလည်းအဲ့ဒီအမျိုးသမီးတဦးလေးကိုပြန်လဲထိမှန်ကဒူးကောင်းရိုးကိုကျိုးစေခဲ့ပါတယ်။ဒီလိုနဲ့သူမဟာကုသမှုခံယူပြီးနောက်ပိုင်းမှာတော့ ော့ဘဲဘက်ကစားကွင်းပြင်ပတ်မှာထိုင်ကုန်တွေပေါ်မှသာကစားပွဲကိုကြည့်ရှုခဲ့ရပါတယ်။မိတ်ဆွေကိုကိုအရွယ်စားသေးအောင်လုပ်ပြီးလူတယောက်ရဲ့နှာခေါင်းပေါ်ကိုဆင်းသက်လိုက်မယ်ဆိုရင်မိတ်ဆွေဟာမဲနဲ့နေပြီးဖျောင်းလိုမျိုးအစီရီနဲ့ပြည့်နေတဲ့ခြံဝန်းတွေကြားမှာဝန်းရံခံစားရမှာဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေကအဲ့ဒီခြံဝန်းတစ်ခုလေးကိုချော်ကျသွားခဲ့ရင်လူဟာတည်နေတဲ့အရေးပြဆဲတွေဘက်တီးရီးယားတွေနဲ့ပြည့်နေတဲ့တွင်းနဲ့ကြီးတွေကိုကြာဆင်းသွားရမှာဖြစ်ပါတယ်။အဲ့ဒီတွင်းနဲ့ရဲ့နေရံတွေဟာအစီရီနဲ့စုပြော့ပြော့ပြောင်းနေပြီးနှွေးထွေးနေမှာဖြစ်ပါတယ်။ ီလိုနဲ့မိတ်ဆွေကတက်ဖို့ကြိုးစားနေတော့မှပဲနေရန်တွေကနေအစီအစ်တွေဟာစိတ်ထွက်လာပြီးလူကိုပိုနှဆိုင်တဲ့အနက်ကိုတွန်းချနေမှာဖြစ်ပါတယ်အဲ့ဒီအစီတွေဟာမြင်မြန်ဆဆန်းတဲ့နေရာတွေကိုပြည့်သွားစေပြီးလူကိုအသက်ရှူချက်စေမှာဖြစ်ပါတယ်လွတ်မြောက်ဖို့ဆိုရင်တော့နောက်ထပ်အစီလိုင်းတွေမလာခင်မှာအဲ့ဒီနေရန်တွေကိုအမြန်တက်ပြီးထွက်ခွာနိုင်ဖို့လိုအပ်ပါတယ်မဟုတ်ရင်တော့မိတ်ဆွေဟာအရှင်လက်လက်မြုပ်နှံခံရမှာဖြစ်ပါတယ်